မြန်မာနောင်ဝဲ channel ကိုအစ်စ်တဆိုင်အားပေးဓာတ်စေတီကြတာပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ channel လေးကနေပရလောကနဲ့ဂမ္မရဇလားကောင်းလေးတွေကိုနေ့စီရေးချစ်တင်ဆက်ပေးနေပါတယ်။ဒီကလေးမှာတော့ပရိသတ်များနားဆင်ရမယ့်ဇလားလေးကစာရေးဆရာဇေယနာရမညာရေးသားထားတဲ့အောင်မြတ်တာနဲ့ကျွတ်နဲ့မူဆိုးဇလားလေးကိုပရိသတ်ကြီးကနားဆင်ရမှာဖြစ်ပါတယ်။ခင်မထားစားမအောင်ကွာ။ ရွာထိပ်ကင်းထဲထဲမှာအရက်မူးပြီးအိပ်ပျော်နေတဲ့ခင်မောင်ကိုလှုံ့နှိုးလိုက်တဲ့ကိုရင်းဆောင်ရဲ့စကားကြောင့်အိမ်မောကြနေတဲ့ခင်မောင်တယောက်အေးအေးအဲအဲနဲ့ထလာခဲ့လိုက်ပါတယ်။ကိုရင်းဆောင်ဘာဖြစ်တာလဲဗျ။ငါဒီညဖဲနိုင်လာတယ်ကွာ။အဲ့ဒါဟိုနေရာသွားကြရအောင်။ဖဲနိုင်လဲကို့ဘာသာသွားဗျာ။ကျုပ်ကအိတ်ချိန်နေပြီ။အိတ်တာနေတိုင်းအိတ်လို့ရတယ်။ငါဒီနေ့မြုံမြုံမြက်မြက်လေးရလာတော့မင်းကိုခေါ်သွားချင်လို့ငါကောင်ရ။နေသားမအောင် ခမရဘယ်ကိုသွားကြလို့လဲဟုတ်လေမီးလုံးတွေထိုးထားတဲ့အိမ်ကိုသွားမလို့ကမင်းကအဲ့လိုနေရာမှာအလုံးလုံးပြုတော့ငါထက်ပိုကျွမ်းကျင်မှာပါလောက်ပါကွာမင်းတက်ငါဆိုက်ပေးမှာပါကွာကိုရေးဆောင်ရဲ့စကားကြောင့်ခင်မငုတ်တော့ထထိုင်ပြီးရီဝဝဖြစ်နေတဲ့မျိုးလုံးတွေကိုလက်နဲ့ပုတ်တက်လိုက်တယ်ကြောက်လိုက်စို့လိုက်ပေးမယ်ဒါပေမဲ့အထဲတော်ဝင်ဘူးနော်ခမရစေတနာရှိကြောက်ဖို့ဖယ်ထားတဲ့ပတ်စံပဲပေးပေးပါမယ်ကွာ အချိန်ကနောက်ကျနေပြီမြန်မြန်လောက်ဟာကိုရီးဆောင်ကခင်မရဲ့လက်ကိုဆွဲပြီးအတင်းခုံပွကြောက်တောင်ရည်မြေကန်းတစ်ဘေးမှာရှိတဲ့ရုပ်ကွက်ဘက်ကိုထွက်လာခဲ့လိုက်ပါတယ်ခင်မောင်ကတကောင်ကျက်ရရဆဆလူမျိုးဖြစ်တဲ့ပြင်အလောက်လည်းအတော်ဆုံးသာဆိုတော့မြို့မှာဆိုရင်သူမသိတဲ့အရာဆိုတာမရှိသလောက်ရှားတယ်အခုလည်းကိုရီးဆောင်ရဲ့ခေါ်ဆောင်မှုကြောက်လမ်းကျိုးလမ်းကြောင်းတွေကနေတောင်ရည်မြေကန်းတစ်ဘေးကရုပ်ကွက်တွေစီကိုရောက်လာခဲ့ပါတယ်ညတနင်္လာရောင်ရှိနေပါပြီလား ီအခြေဆိုရင်အဆင်မပြေတော့ဘူးနော်ခင်မောင်ရဲ့စကားကြောင့်ကိုရဲဆောင်ကစုတ်တစ်ချက်တတ်လိုက်ပြီမင်းမကွက်ပြောက်နေရတွေရှိတာငါသိပါတယ်လောက်စားမှာကွာကျုပ်သိတဲ့တနေရာတော့ရှိတယ်အမတော့မခောင်းတော့ခင်မောင်ကတရေတရဖြစ်နေတဲ့ခြေလမ်းနေနဲ့ကျွန်းတော်ကွင်းနောက်မှာရှိတဲ့လူနေအိမ်တွေဘက်ကိုထွက်လာခဲ့တယ်ကိုရဲဆောင်ရှေ့မှာမြင်နေရတဲ့အိမ်ကခမရပြောတဲ့အိမ်ပဲကျုပ်ကတော့အထက်လမ်းဝင်တော့ဦးနော်အေးပါကွာ ငါအစီပြေမိအတွက်အကျိုးမရောက်စေရအောင်ဒီလိုနဲ့ကိုရင်းဆောင်တယောက်မင်းလုံးလေးတွေထိုးနာတဲ့အိမ်ထဲကိုဝင်သွားတဲ့ချိန်ခင်မောင်ကအိမ်မေးမှာရှိတဲ့ဗရောက်ပြီးအောင်မှာဆစ်လစ်ဖွားရင်ထိုင်ဆောင်နေခဲ့တယ်ခွဲတောင်းစားနင်ကငါ့အိမ်ကိုဘာထင်နေလို့ဒီစကားလာပြောရလဲဟမ်ရုတ်တရက်ထွက်လာတဲ့အော်တာကြောင့်ခင်မောင်ခေါင်းထောင်ပြီးကြိလိုက်တော့ကိုရင်းဆောင်ရဲ့ကော်လန်စာကိုဆွဲပြီးထိုးလာကြိတ်လာလို့ပို့ရည်ရွယ်နေတဲ့လူလက်ပါယောက်ျားနှစ်ယောက်ကိုမြင်လိုက်ရပါတယ်မဟုတ်ပါဘူးဗျာ ကျောင်းအိမ်မသားလို့တောင်းပန်ပါတယ်။ခွေးမသားယူကြောင်ကြောင်လုံးနေတယ်။လူနှစ်ယောက်ကကိုရဲဆောင်ရဲ့မျက်နှာကိုတခွက်ခွက်မြောက်ထိုးနေတာကြောင့်ခေမောင်မနေတာတော့ပဲဂျားတဲ့ကိုပြေးဝင်လာကအချင်းချင်းအဲ့လိုမလုပ်ကြပါနဲ့ဗျ။စံပယ်ပိုက်တယ်လို့ပြောရပါတယ်။ဟာဒီကောင်ကဘာလဲဟာခမားတော့လုံနေတာတရားမဝင်အလုပ်နော်။ကျောက်အခုရဲတိုင်အကောင်ဒုက္ခရောက်ကုန်ပြီ။ခေမောင်ရဲ့စကားကြောင့်ဒေါသမုံထနေတဲ့လူနှစ်ယောက်ရဲ့မျက်နှာကရဲကနေဖြစ်သွားတယ်။ ဘာလို့တရားမဝင်လောက်ရမှာလဲမင်းတို့ကခွေးစကားပြောတာစကားအဆုံးပါပဲခင်မရဲ့မျက်နှာပေါ်ကိုလက်တီနှစ်ချက်ဆင်းကြလာပြီလူကလည်းထူပူသွားခဲ့တယ်ဟိတ်ဟိတ်ဘာဖြစ်နေကြတာလဲဓမင်းအောင်တဝင်းဝင်းနဲ့ပြေးလာတဲ့လူတချို့ကြောင့်မြေကြီးပေါ်လဲကျနေတဲ့ခင်မခေါင်းထောင်ကြည့်လိုက်တော့ယူနီဖောင်းအပြည့်စုံဝတ်ထားတဲ့ပတ်တယောက်ရဲတွေဒီကောင်တွေကကျွန်တော်အင်ကိုမကောင်းတာလှုပ်ရှားတဲ့အင်ဆိုပြီးလာရင်နေတော့ဒီငူမှုကောင်တွေကတော့တေတော့မှာပဲဒီကောင်တွေကိုလက်ထိတ်ခတ်လိုက်စမ်း ၎င်းမှာအရင်နှစ်ရပါတဲ့ရေကခင်မောင်းနဲ့အေးဆောင်ရဲ့လက်ကိုလက်ထိတ်ခတ်ပြီးဆွဲထုတ်လိုက်တဲ့ချိန်ဟဲ့လူခင်ရင်မှာမြင်းလုံးတွေထွန်းလာတာကြွတ်တော့မြင်လို့လာတာလေဒါကိုရင်းနဲ့ဖမ်းလိုက်နေတယ်လားဒီခွေးတောင်စားတွေရောတော့ကွာမြင်းလုံးတွေထွန်းလာတဲ့မင်းတို့ပြောတဲ့အိမ်ဖြစ်စီရလားမြင်းလုံးတွေကနတ်စင်မှာထွန်းလာတာကွာဆောင်ငမူးတွေကတော့ငါပြေးထုတ်လိုက်ရအဲ့တော့မှခင်မောင်းနဲ့အေးဆောင်တို့နှစ်ယောက်မျိုးလုံးကိုပြုတ်ပြက်ကြည့်တော့ အိမ်ရှိဝင်မှာဆောက်လုပ်ထားတဲ့ငကုတစ်ခုကိုမြင်လိုက်ရတယ်။ကိုရီးဆောင်ကျုပ်ကျုပ်အိမ်မားပြီဗျခင်မောင်ရဲ့စကားကြောင့်ကိုရီးဆောင်ရဲ့မျက်နှာကယူနီပိုနဲ့လောက်ကလိုက်ရတဲ့ကင်မုတ်ရက်လိုညှို့ချပြီးအမူးလေးပြေးသွားခဲ့ရတယ်။ခင်မောင်ရဲ့ကောင်းမှုကြောင့်ကိုရီးဆောင်တို့အချုပ်ထဲကိုရာတိရန်တိုင်းနဲ့ရောက်လာခဲ့တယ်။ညစော်နေတဲ့အချုပ်ခန်းထဲမှာတော့တေဝဝီပြန်တန်းနေတဲ့ခြင်တွေကမရင်မတွက်နိုင်အောင်ရှိနေပြီ။အထဲမှာရှိတဲ့အချုပ်သားတွေရဲ့သွေးတွေကို စိတ်တိုင်းကြပွဲတော်တည်နေခဲ့ကြပါလေဒီအချိန်ကြီးဘယ်အကောင်တွေပလာတာလဲအချုပ်ခန်းထိပ်မှာစောင့်နေတဲ့ရဲတယောက်ရဲ့စကားကြောင့်ပတ်တယောက်ရဲတယောက်ကမျက်စပြစ်ပြပြီနကောမှာထိုးနာတဲ့မီးလုံးလီနဲ့ဖိုင်နဲ့ကမီးလုံးလီမှောင်းဝင်လို့ဖမ်းလာတာဗျို့ဒီလိုကောင်တွေလည်းရှိတာပဲလားရောက်နေအထင်းဝင်စမ်းအချုပ်ခန်းရှိမှာထိုင်နေတဲ့ရဲကနံပါတ်တုတ်ကိုဝှေ့ရမ်းပြီးပြောလိုက်တာကြောင့်အေးဆောင်နဲ့ခင်မောင်တို့ညက်ဟာ ခေါင်းလင်းငုံပြီးအချုပ်ခန်းထဲကိုဝင်သွားခဲ့ကြပါလေအထက်ရောက်တော့အမောင်နှုတ်ထဲမှာထိုင်နေတဲ့လူတချို့ကိုမြင်လိုက်ရပြီတချို့ကတော့သူတို့ကိုပြုံးစိစိမျက်နှာထားနဲ့ကြည့်နေခဲ့တယ်။ဟောင်းနေဒီနားကိုလာဆောင်ရုတ်တရက်ထွက်လာတဲ့အသက်အကြောင်းကြည့်လိုက်တော့အသက်90ရွယ်လူတယောက်စီကဖြစ်နေတာကိုမြင်လိုက်ရတယ်။မင်းတို့ကဖိုင်ကနေမိလာတဲ့ကောက်နေထင်တယ်။အဲ့လိုမပြောပါနဲ့ဗျာ။ကျုပ်ကအဲ့ဓာရီဝါသနာမပအောင်ဒီကောင်မဲဝါသနာပါတာ ဘာပဲပြောပြောအမှုတွေကနှစ်ယောင်လုံးပါနေတာပဲလေ။ဒါနဲ့ခမရရောဘာကြောင့်အချုပ်ကျနေရလဲ။ခိုးမှုလားလိမ်လည်မှုလား။ငါတင်မြှောက်ပြောက်ွယ်နေတဲ့အရာတွေကိုရှောက်ခွေးတဲ့အမှုနဲ့အချုပ်ကျနေတာ။တင်မြှောက်ပြောက်ွယ်နေတဲ့အရာတွေဆိုတာဘာလဲဗျ။မင်းတို့သိချင်အချုပ်ကလွတ်တဲ့အခါငါးစီလာခဲ့။ခမရကဘာမှနေရလဲ။ငါရေဘူးရွာမှနေတယ်။ရွာရောက်ရင်ဥပ္ပတေလို့မေးလိုက် လူတိုင်းသိတယ် ဥပိတ်တီဆိုတဲ့လူကခင်မောင်ကိုမိတ်ဆက်ပြရနဲ့လုံညိုချုံကအိတ်လိုက်ပါတော့တယ်။နောက်တနေ့မနေ့ရောက်တော့ဥပိတ်တီကိုဆွဲဆိုထားတဲ့အမှုကအသက်တည်မရှိဘူးဆိုပြီးပြန်လို့ပြေးခဲ့တယ်ဆိုပေမဲ့ခင်မောင်တို့တော့အမြင်ကပ်ပုံမနဲ့အချုပ်မှတပတ်ခန့်နေပြီးမှပြန်လို့ပြေးခဲ့တယ်။အချုပ်ကလို့တော့ကိုရေးဆောင်ကခင်မောင်နဲ့အပေါင်းအသင်းမလုပ်တော့ပဲတီးချနေခဲ့တာကြောင့်အပေါင်းအသင်းမရှိတဲ့ခင်မောင်လဲအချုပ်ထဲမှာစုံခဲ့တဲ့ဥပိတ်တီနေတဲ့ရေပူရဘက်ကိုထွက်လာခဲ့ပါတယ်။ရေပူရရောက်တော့ ဥပေတေရဲ့အကြောင်းကိုမေးပြီးထွက်လာခဲ့တဲ့အခါတိတ်မသွားရသေးခင်မှာပဲဥပေတေနေတဲ့အိမ်ကိုဆက်ဆက်နဲ့များရောက်လာခဲ့ပါတယ်ဥပေတေကြက်ကိုမှတ်မိလားဗျ။哦ဖိုင်သွားလို့ဖမ်းရတီးတဲ့ကောက်မယ်ဘယ်နဲ့ကလွတ်လာတာလဲကွာဟာဗျာကျောက်သွားတာမဟုတ်ပါဘူးဗျဘေးလူတွေကြားရဲတမျိုးထင်းနေဦးမယ်ဒါမျိုးကြတော့ရှက်တက်သားပဲလာကွာရင်းနှီးလာတော့ဥပေတေရဲ့စကားကြောင့်ခင်မောင်က ကိုပြစ်မှာဝေထားလို့ရင်းတွေးဒုက္ခကိုထဲတောက်နေတဲ့အချိန်ဥပ္ပဒေတောင်ရဲမြေပေါ်ဘက်မှာဂွင်တစ်ခုတွေ့ထားတယ်ပြဆိုတဲ့အတန်နဲ့အတူကျိုးတခွေကိုပခုံးပေါ်တွေထားတဲ့လူတယောက်ချက်ဝင်းထဲကိုဝင်လာခဲ့တယ်မင်းကဘယ်ကနေကြားလာတာလဲတိတော်ဘက်ကလူတွေနဲ့ပတ်သွားတဲ့လူတယောက်ကပြောတာဗျအဲ့ဒီဘက်မှာဖောင်ချိုးပြက်ပြီးမြုပ်နေတဲ့ကျွတ်နဲ့တွေရှိတယ်ဆိုပဲမင်းကသွားရှာချင်တာလား तू ਆ တိကျပြောနေတော့သွားကြည့်မလားလို့သွားရင်မောရုံပဲရှိပဲငါကောင် တနေကောင်ငော့လို့တထောင်တုံးရိုက်နေအောင်ကန်ကောင်းဒီလိုဆိုရင်တော့မသွားတော့ဘူးဗျာဒါနဲ့ဥပ္ပတီကအလုံနားထားတာလားအချိန်မကျသေးလို့အနားယူနေတာပါကွာဒီလိုမျိုးကကိုလို့ချင်တဲ့အချိန်လုံးလုံးမမြရလားဟုတ်ပါပြီဗျာကျွန်းနဲ့မဆိုးကြီးကပြောတာဆိုတော့လေကျွတ်တို့လည်းနားထောင်ရမှာပေါ့ဥပ္ပတီရဲ့စကားကြောင့်ကျွတ်တို့ခွေလွယ်ထားတဲ့သူကချက်မြထွက်သွားတဲ့အချိန်ခင်မောင်ကဥပ္ပတီကိုလှည့်ကြည့်ပြီး ဥပ္ပဒေနဲ့မရကဘယ်လိုဖြစ်ပြီးကျွတ်နတ်မှုဆိုဖြစ်သွားတာလဲဒီအကြောင်းကိုပြောရင်တော့မင်းငါစိမ်မှာညာအိတ်ပြီးနားထောင်မှရမယ်ကွာညာအိတ်ဆိုလဲအိတ်မှာပေါ့ကြက်ကိုထမင်းတော့ကျွေးရမှာနော်ထမင်းလောက်ကတော့ကျွေးနိုင်မှာလေကွာမင်းဘယ်လောက်စားမလဲကြုတ်ကစားတာပါဗျဥပ္ပဒေကကျွတ်နတ်တွေအများကြီးရှာခဲ့ဘူးလားဒါပေါ့ကွာငါဘွားမှာရှင်မြုပ်ကျွတ်နဲ့မြင်းမြုပ်ကျွတ်နဲ့အများကြီးရှာခဲ့ဘူးလေ ဒီလိုရှားတဲ့အချိန်မှာလဲထူးခြားဆန့်ကျင်တဲ့ဖြစ်ရပ်တွေနဲ့ကြုံရဘူးလေကွာမြို့ကိုပြောပြရင်ယုံမာတော့မဟုတ်ဘူးစိတ်ဝင်စားစရာပဲကျုပ်လည်းဒီလိုအကြောင်းနေဆိုရင်ငငယ်ကလေးကစိတ်ဝင်စားနေတာငါ့ကိုကျွန်းနဲ့မဆိုးဖြစ်အောင်လူတယောက်ကလှုပ်ပြေးနေတာကွာ तू ကငါ့စီကိုမထင်မဲ့ပဲရောက်လာခဲ့တယ်လို့မထင်မဲ့ထားတဲ့အချိန်မှာပဲထွက်သွားခဲ့တယ်အဲ့ဒီလူကဘာသူလဲဗျသူ့နာမည်ကအောင်မြတ်သာလို့ခေါ်တာပဲသိတယ် တကယ်ကိုလေးစားကြည့်ညို့ဖို့ကောင်းတဲ့သူပါကွာဥပေတရားခလလမမြင်ရတဲ့မိုးကုတ်စပိုင်းကိုငင်းမြော်ကြည့်လို့အတိတ်ကဖြစ်ခဲ့တဲ့အကြောင်းအရာတွေကိုတလုံးချင်းပြောပြလာခဲ့တယ်ဥပေတရားနာမည်နဲ့လိုက်အောင်ပေပေတီတီရှိနေတဲ့သူမျိုးစားစရာမရှိလဲရှိရနဲ့စားပြီးအိတ်စရာမရှိလဲကြော်တခဲစားနေရမှရတယ်လို့အိတ်တဲ့သူတရမှာတော့ဥပေတရားရဲ့ဘဝကိုအပြောင်းလဲဖြစ်စေမဲ့ဖြစ်ရတဲ့ခုကပေါ်ပေါက်လာခဲ့တယ်အချိန်က မိုးကုံအစောကူရာတီဖြစ်တဲ့အတွက်မနက်9နာရီလောက်ထိအမောက်ထူအဖုံးလန့်နေခဲ့တယ်။ဥပေတရားတော့ကုန်ထမ်းလို့ရလာတဲ့ငွေနဲ့ဝဲတောက်ထားတဲ့အရက်တကူကြောင့်လမ်းမလေးကအကြော်တဲမှာနှစ်နှစ်ချာချာအိပ်ပျော်နေခဲ့တယ်။အဲ့ဒီချိန်ဟဲ့လူထားလောင်ပြဆိုတဲ့အတတ်ကြောင့်ငေါကနဲ့ထထိုင်ပြီးကြိလိုက်တော့အညူရယောဂီဝိဆုံကိုဝေထားတဲ့လူ၃ယောက်ကသူ့ဘေးမှာထားနေတာကိုမြင်လိုက်ရပါတယ်။ဘာလဲဗျမနဲ့စောကြီးလာနူးရတယ်လို့ ခမ ्या ဥပေတီလားဟုတ်တယ်ကျုပ်ကိုတင့်နေကြတာလားတင့်တယ်ပဲဆိုပါတော့ဗျာခမ ्या အခုလို့ဘွားနဲ့နေနေတာကမငြင်းဝဲဘူးလားထူးထူးဆန်းဆန်းပြောလာတဲ့စကားကြောင့်ဥပေတီတယောက်မျက်ခုံးပင့်ကကြည့်လိုက်ပြီးကျုပ်ကဒီလိုမနေလို့ဘယ်လိုနေရမှာလဲခမ ्या ရဲ့ဇာတာမှာအခုလို့ပေါ့ပြက်ပြက်နေရမယ့်ဇာတာမပလာဘူးဒါကြကျုပ်နောက်ကိုလိုက်ခဲ့တခါမှမသိမမြင်ဘူးတဲ့လူရဲ့စကားကို ဥပဒေတရားလွန်ဆန်းနိုင်ခြင်းမရှိပဲအဲ့နေရာကနေစက္ကနဲ့ကောက်ထားလို့အနောက်ကနေလိုက်သွားခဲ့ပါတယ်။ယောဂီဝတ်ထားတဲ့လူကဥပဒေကိုတောင်းရင်မြစ်အထက်ပိုင်းကိုခေါ်ဆောင်သွားပြီးတော့ကျုံးမြင့်နေအလေးကြပေါက်နေတဲ့ကန်နဘီအရောက်မှာမြင့်လေကိုကြည့်လိုက်ပါအောင်ခမည်းပါမြင်ရလေဥပဒေလည်းအမေမသိလူရဲ့စကားကြောင့်မြင့်လေကိုကြည့်လိုက်တော့ရေတွေတူးတူးနဲ့စစ်စစ်နေတဲ့တောင်းရင်မြစ်ရဲ့အထက်မှာ ကိုရောင်ကိုဝါပြုတ်ပြုတ်ပြက်ပြက်နဲ့လူတချို့စကားထန်ပြောနေတာကိုမြင်လိုက်ရတယ်။ထူးဆန်းလိုက်တာဒီလူတွေကလှေတွေဖောင်းနေမပါပဲရေလဲမှာထိုင်နေကြပါလား။သူတို့ကလူရောဟုတ်ပါမလား။လူဆိုရင်ရေလဲမှာထိုင်လို့ရပါမလား။အခုမြင်နေရတာကနှစ်ချို့ကျွတ်နဲ့သုံးတွေကိုစောင့်ကြနေတဲ့အဆောင်လျှောက်တွေပဲ။ကျွတ်နဲ့ဆိုတာဘာလဲဗျ။ကြက်ပြေတစ်ခါမှမကြောက်ဘူးပါဘူးဗျ။အခုကြောက်ဘူးမဟုတ်လား။ ခမရဒီရဲ့ဒေတာနဲ့ပထန်းဆက်ပါတဲ့သူဆိုတော့ကျွတ်နဲ့ဆိုတဲ့ဂမီးရတဲ့ကြောင့်ကြာတိရတာကျွတ်နဲ့ကိုတိတော့ရောဘာလို့လို့ရမှာလဲတက်ရတာပေါ့ဗျာကျွတ်နဲ့ဆိုတာလောကီပညာအရကြည့်မယ်ဆိုရင်ဝင်နှဝဲကြိုက်တဲ့တက်တမျိုးပဲစေဝါရဲ့အရာဩတခြားသောပညာပိုင်းဆိုင်ရာကိစ္စတွေမှာကျွတ်နဲ့ကိုအသုံးချလို့ရတယ်ခမရကျွတ်နဲ့ကိုရှာစေချင်တာလားကျောက်တဘောဆိုတာတက် ခမရရဲ့အတေးဘွားကတော်ဆက်ခဲ့မှုတဲ့သူတွေကြောင့်လို့စူရမှာပဲ။ဟောဒီတောင်ရင်းမြစ်တခြားမှာလူမသိသူမသိနှိမ့်ညွနေတဲ့ကျွတ်နဲ့တည်းအများကြီးရှိနေတယ်။ခမရအနေနဲ့ကြုံပြောတာမဟုတ်ရင်တဖန်းစိတ်အောက်ကိုသွားကြည့်လိုက်ထူးခြားတာတွေကြုံရလိမ့်မယ်။ယောဂေဝေလူရဲ့စကားကြောင့်ဥပေတာလည်းယုံတဝက်မယုံတဝက်နဲ့ခေါင်းညှပြလိုက်တယ်။ဒါဆိုလဲစဉ်းကြည့်တာပေါ့မဟုတ်လို့ကတော့ခမရတို့နဲ့ကြုံနေတွေ့ပြီလို့ပြောပြီးမျက်လည်ကို ကြည့်လိုက်တဲ့အချိန် စူပွဲစကားပြောနေကြတဲ့သူတွေကချက်ချင်းဆိုသလိုမြစ်ထဲကိုဓာမြထိုးချပြီးပျောက်ကွယ်သွားခဲ့တယ်။ဥပိတ္တလည်းတခါမှမကြုံမှုတဲ့ဖြစ်ရကြောင့်စိတ်ထဲမှာမတည်မကျဖြစ်ပြီးမင်းနဲ့မိုးလင်းနာနဲ့တပန်းပင်စိတ်ကိုသွားကကျွန်းနဲ့ရှောက်ပွေးတဲ့အလုပ်ကိုစတင်လုပ်ကင်ခဲ့ပါတယ်။ဥပိတ္တဟာငယ်စဉ်ကတည်းကတပ်လွေမြစ်ကမ်းတစ်ပင်းမှာကြီးမြင့်ကြရတဲ့သူဆိုတော့ရင်းငုံချင်းအတက်ပြင်းကြမှာတခြားလူတွေထက်ကိုပုံမကျွဲကျင်ခဲ့တာကသူ့အတွက်အရေးကြီးဆုံးအရာဖြစ်ခဲ့တယ်။ဥပိတ္တလည်း ကော်ဖီအောင်တန်းနေတဲ့မြစ်ပြင်အောက်မှာစံတဝါဝါကူးခိုက်ရင်ဟိုဟိုဒီဒီလိုင်စမ်းကြည့်တော့ဝါရပြန်စာရေအောက်ကိုရောက်တဲ့အခါမှာတော့ငါးထဲမှာလူတယောက်စကားပြောတယ်လို့လို့အတန်တွေကိုစတင်ကြားလာခဲ့ရပါတယ်။အစာပိုင်းမှာတော့စိတ်ထင်တာဖြစ်မှာပါလို့တွေးပြီးကူးခတ်နေပေမဲ့အတန်ကပုံမှုပြတ်သားလာတာကြောင့်အာယုံဆက်ပြီးညှားထောင်တဲ့အခါအောက်ကိုဆက်ငုပ်သွား။မာကျော့ကျော့အရာတခုတွေ့ရင်ရောက်ဆယ်ဦးလာခဲ့ဆိုတဲ့အတန်ကို ကြားလိုက်ရတယ်။ရေအောက်ထဲမှာဆိုတော့ဥပိ္ပတိတယောက် ကြောက်စိတ်တွေဖြက်ခနဲ့ပေါ်လာခဲ့တယ်ဆိုမဲ့စိတ်ကိုတီမီအောက်ကိုဆက်ငုတ်သွားတော့ရောက်ကျဲပြင်းနဲ့ထီလူထီခဲ့မှာတက်သားလိုလိုကြောက်လိုလိုမာကြောကြောအရာတစ်ခုကိုဆက်တက်မိလိုက်တဲ့အတွက်ရှိသမျှခွန်အားနဲ့ဆွဲထုတ်လိုက်တဲ့အခါအဲ့ဒီရာကရှုံ့နေရနဲ့လက်ထဲကိုစိတ်ကနဲ့ပါလာခဲ့တယ်။ဥပေတေလည်းပါလာတဲ့အရာကိုမြင်အောင်စုတ်ကိုက်လို့ရေပေါ်ကိုပြန်တက်လာခဲ့တဲ့အခါမြပြင်ပေါ်ကိုခေါင်းရောက်မှာတော့သူ့ကိုလက်ပရက်ကြည့်နေတဲ့ယောဂီဝေလူသုံးယောက်ကိုအရင်ဦးဆုံးမြင်လိုက်ရပါတယ်။ ဟဲ့လူတွေကြောက်ကိုဆက်တက်မအောင်ဗျဥပေတရဲ့စကားကြောင့်ယောဂီဝစ်ထားတဲ့လူနှစ်ယောက်ကမြေကန်နဘေးကနေဆက်တက်လိုက်ပြီကျွတ်တို့ပြောတာကိုယုံမမဟုတ်လားခမည်းတော်ပြောတဲ့အရာဒါလားဥပေတရလက်ထဲစုပ်ကင်ထားတဲ့တရောင်သားသားတတုံးကိုမြှောက်ပြပြီးပြောလိုက်တဲ့အခါသပင်ကိုဘေးတစောင်းထုံထားတဲ့လူကစက္ကနဲ့လှမ်းဦးလိုက်တယ်။ဒါရင်မြုပ်ကျွတ်နဲ့ပဲ။လာကြ။ကျွတ်နဲ့ရဲ့ထူးခြားဆွဲရည်ကိုကျုပ်ပြမယ်။ ဥပဒေလဲဆူရွှဲနေတဲ့ခန္ဓာကိုယ်ကယူရိုကိုလက်နဲ့ညှစ်ချပြီးယောဂီဝယ်လူတို့ရောက်ခေါ်ဆောင်တဲ့နှက်ကိုလိုက်သွားခဲ့လိမ့်တယ်။တဖမ်းပင်စိရဲ့ဘေးကရက်မှာတော့ငါးဘက်လုံးကလောက်ကဲကြတဲ့လူနေရက်ွက်တစ်ခုရှိပြီးလူနေရက်ွက်ရဲ့ဘေးမှာတော့တောက်ထုံးလေးရဲ့မြေပြေတစ်ခုရှိလိမ့်တယ်။ယောဂီဝယ်လူကတောင်ပြင်ကိုရောက်တော့လက်ထဲကင်ထားတဲ့ကျွတ်နဲ့တုံးကိုချပြီးမကောင်သူ့မျက်လုံးကိုဒီပါဆက်ကုအင်းကပ်ပေးလိုက်လို့ပြောလိုက်တဲ့အခါဘေးမှာပါလာတဲ့လူကလွယ်အိတ်ထဲကနေ ဤတစ်ချက်ကိုထောက်ယူပြီးတော့ဥပေတေရဲ့မျက်လုံးကိုဆက်ပွက်လိုက်လိမ့်တယ်။ဥပေတေလည်းမျက်လုံးကိုဖြစ်ပွက်လိုက်တဲ့အချိန်ကျောင်းအမင်းအာယုန်တွေပြာကနေဖြစ်သွားပြီးမျက်ခုံတွေကိုဖွင့်ကြည့်လိုက်တော့သူယူလာတဲ့ကျွတ်တဲ့တုံးပေါ်မှာရစ်ပက်နေတဲ့မဲမဲပြောင်ပြောင်မွေဟောက်တစ်ကောင်ကိုမြင်လိုက်ရတယ်။မျက်စွာဖျားနင်းတဲ့အကောင်ကြီးမဟုတ်ပါလား။ဗပြင်းတကားကအဆွဲတဖွေးဖွေးနဲ့မွေဟောက်ကြီးကကျွတ်တဲ့တုံးပေါ်မှာ ခွေရီဥပေတေကိုဆက်ကြည့်နေခဲ့တယ်။အရင်လည်းမကြောက်ပါနဲ့ဗျာ။ ။ "तू อ่ะခမရအောင်ရပြုတ်မဲ့သူမဟုတ်ပါဘူး။ဒီဒီမွေတွေကဘလောက်လောက်ပြီးတနက်တုံးမှရောက်နေခဲ့တာလဲ။ तू อ่ะအစကတည်းကဒီတတုံးမှမနေနေတာလေ။ခမရအနေနဲ့ဒေဗာဆက်ကူအေးချောင်းအခုမှမြင်ရတာ။ဖះဖះလောကမှာဒီလိုအရာတွေလည်းရှိနေသေးပါလား။တိတ်ရှိတာပေါ့ဗျာ။ဒီထက်ပိုပြီးစမ်းကြတဲ့အရာတွေလည်းအများကြီးရှိသေးတယ်။ယောဂိဝိလူကစကားဆုံးတာနဲ့ ပပြင်းတကားကဖြစ်နေတဲ့မွေဟောက်ရဲ့ခေါင်းကိုလက်နဲ့တက်လိုက်တော့မင်းနဲ့တောက်ပြောင်နေတဲ့မွေဟောက်အတင်ကနေအသက်20အရွယ်လောက်ရှိတဲ့ယောက်ျားတစ်ယောက်အတင်ကိုပြောင်းလဲသွားခဲ့တယ်။ယောဂီဝေလူကယောက်ျားအတင်ပြောင်းသွားတဲ့သူကိုစစ်စစ်ကြည့်ပြီးမောင်နာကဒီလူကတင်းတို့ဆောက်ရှောက်နေတဲ့ကျွတ်နဲ့တူကိုပြန်လဲဖော်ယူပေးမဲ့သူပဲ။သူ့ကြောင့်မင်းတို့ဘဝပြောင်းလဲကြလိမ့်မယ်။ကျေးဇူးကောင်းမွန်တဲ့ဘဝတည်တူကိုယောက်ျားရလိမ့်မယ်။ဒါကြောင့်အခုအဆပြီးတော့မှသူ့ကိုကိုင်ပြေးလိုက်ကြပါလို့ပြောလိုက်တော့ အစိမ်းရောင်ပိုသားအင်းကြီးကိုဝစ်စင်ထားတဲ့သူကခေါင်းငယ်ပြလိုက်တယ်။ဆရာကိုယ်တိုင်ပြောနေမှာတော့ကျွတ်တော့မယုံကြည်စရာမရှိတော့ပါဘူး။သူ့အနေနဲ့စောင့်ထိုင်ရမယ့်အရာတွေကိုစောင့်ထိုင်ပြီးဂရီမပြတ်ဘူးဆိုရင်တော့ကျွတ်တော့ဘက်ကကုညီဖို့အသင့်ပါပဲ။ကဲကြားတယ်နော်ဥပိတ်တေရှေ့လျှောက်ဒီပုဂ္ဂိုလ်ကတင့်ကိုကုညီပေးလိုက်မယ်။တင့်အနေနဲ့ရလာတဲ့အကျိုးမြတ်တွေကလေးပေါ်နှစ်ပုံကိုသူ့တို့အတွက်ကုသိုလ်ကောင်းမှုပြုပေးပါ။ အကျိုးမြတ်ရရင်တော့ပြောတဲ့အတိုင်းကျုပ်ကလုပ်ပေးနိုင်မှာလေဒါနဲ့ခမရတို့ကဒီမှာနေကြတာမဟုတ်ဘူးလားကျုပ်တို့ကချေဦးတရားသွားနေတဲ့လူတွေဆိုတော့အရက်သေးတာတစ်ခုတည်းမှအချင်းချင်းမနေဖြစ်ကြအောင်အခုလဲတောင်ရဲမြင့်ဆောင်အဖိုးကအခုညတောင်းလို့တင့်ကိုလာပြီးလမ်းပြပေးတာတင်လဲတနေ့ကြရင်တင့်နေရအစားထိုးမဲ့သူကိုကျုပ်တို့လိုပဲလမ်းပြပေးပါယောဂီဝဲလူကဥပိ္ပတေကိုပြောရွှင်နေမျက်နှာထားနဲ့ပြောပြီးလက်ကိုဝှေ့ရလိုက်တဲ့အခါ ရှေ့မှာရင့်နေတဲ့လူငယ်ကဖြတ်ခနဲ့ပြောက်ွက်သွားခဲ့တယ်။အဲတော့မှဥပေတိလည်းသူ့ရှေ့မှာရှိတဲ့လူတွေကတာမန်ပုဂ္ဂိုလ်တွေမဟုတ်မှနားလည်သွားခဲ့တယ်။ကျုပ်ဘက်ကစကားပြောတာရင်သေးခဲ့တောင်းပန်ပါတယ်။ရပါတယ်ဗျာ။ကျုပ်တို့နားလည်နိုင်ပါတယ်။ဒါနဲ့လေဒီဟာပုဂ္ဂိုလ်တွေရဲ့နာမည်လေးများသိခွင့်ရှိမလား။ကျုပ်နာမည်ကအောင်မြတ်တာလို့ခေါ်တယ်။သူတို့ကတော့မကောင်းတဲ့ခွန်လာပါ။ဆရာတို့ရဲ့နာမည်ကိုကြုံမှတ်သားထားပါမယ်။ တကယ်လို့ဒီရဲ့ဒေတာကိုပြောင်းလာခဲ့ရင်ကျုပ်စီကိုဆက်ဆက်လာခဲ့ပြီပါဗျာကမကော်ရင်တော့ပြည့်စုံကဆုံနိုင်ကြမှာပါကဲကျုပ်တို့ခွင့်ပြုအောင်အော်ဒါနဲ့ဒီကျွတ်တဲ့တုံးကိုဂယုဒဆိုင်နဲ့တိန်ထောင်းတော့သူကခမရဘွားရဲ့အရေးပါဆုံးပစ္စည်းတစ်ခုပဲစိတ်ချပါဗျာကြောက်သေးချထိမ့်သိမ့်ထားပါမယ်အောင်မြတ်တို့လည်းဥပိတ္တရဲ့စကားကြောင့်ပြုံးလိုက်ပြီးတက်လက်တဲ့ချီလန်းပြင်းနဲ့တောင်ရင်မြစ်ကဘေးကနေထွက်ခွာလာခဲ့တယ် ဒါဆိုအဲ့ဒီကလေးကသူ့နဲ့မတွေ့ရတော့ဘူးပေါ့အပြစ်မှာတော့မတွေ့ရပါပဲအိမ်မက်ထဲမှာတော့မကြခဏဆိုသူလိုတွေ့ရတတ်တယ်သူတို့ကြောက်မဲ့မင်းနဲ့စုံနေတာလေဘလို့ကျွန်တော်နားမရှင်းလို့ပြန်ပြောပါအောင်ခင်မောင်ရဲ့စကားကြောင့်ဥပိတေကကိုတရားကိုပါစက်ထဲထုတ်ထဲလိုက်ပြီလူငယ်တဲ့တပတ်လောက်ကအိမ်မက်ထဲကိုငါးဆရာရောက်လာတယ်ကွာအချုပ်ထဲမှာငါနဲ့တူတဲ့လူတယောက်နဲ့တွေ့ရလိမ့်မယ်တဲ့ဒါကြောင့်ငါလည်းအချုပ်ထဲရောက်အောင်ကြုံရတာပေါ့ ပြာကျောက်ကြောင့်ဥပဒေအအချုပ်ထဲရောက်ရတာနှစ်ရက်လောက်ကငါအတွက်ကဘာမှတော့မဖြစ်ပါဘူးကွာဒါနဲ့လေဥပဒေအနေနဲ့ကျွန်းနဲ့တူကိုဘလို့ဆက်ရှာခဲ့လဲဆိုတာဘုဟုသုတအနေနဲ့ပြောပြပါလားငါဒီလောက်ကိုဆက်လုပ်နိုင်ခဲ့တာပထမဆုံးတွေ့ခဲ့တဲ့ကျွန်းနဲ့တုံးကြောင့်ပဲကွာအဲ့ဒီချိန်ငါအိမ်မိုင်မရှိ စားစရာမရှိခဲ့တာကြောင့်ရလာတဲ့ကျွန်းနဲ့တုံးကိုပစိုးဟောင်းနဲ့ပတ်ပြီးသွားလျာကိုတည်သွားခဲ့တာ တရက်မှာတော့ငါအိတ်နေတဲ့အချိန်ကျွန်းနဲ့တုံးနေရနေအင်းကြီးအစင်းရဝစ်ထားတဲ့လူထွက်လာပြီးတော့တရက်ပေစိအောက်ဘက်မှာကျွန်းနဲ့ရှာဖို့ပြောလာတယ်။ငါလည်းအိမ်မက်ကနိုးလာတော့သူပြောတဲ့အတိုင်းလုပ်ဖို့တရက်ပေစိကိုထွက်လာခဲ့တယ်ပေါ့ကွာ။တရက်ပေစိဆိုတော့အခုရိုးရပြတ်သွားတဲ့တရက်ပင်လှိစိတ်ကိုပြောတာလား။ဟုတ်တယ်ကွာ။အဲ့ဒီတော့ကအခုလိုလှိတွေမများသေးတော့တရက်ပေစိက ကလေးတွေရေကူးတဲ့နေရာလောက်ပဲရှိနေသေးတယ်။ငါလည်းသူပြောတဲ့အတိုင်းရေထဲစင်ကုန်တော့ အရှိနှစ်ပေလုံးမဲ့တပေလောက်ရှိတဲ့ကျွန်းနဲ့တော်တော်ကိုရှာတွေ့ခဲ့တယ်လေကျွန်းနဲ့တော်တွေ့တော့ခါမှချိတ်ထားတဲ့ကျူးနဲ့ချီပြီးကုန်းမကိုဆွဲတင်ရတယ်အပေါ်ရောက်တော့ငါလဲဆံမလို့တစည်းငါပြီးလက်တလုံးနေတဲ့ဖုန်ကြီးကြောင်းရဇရက်ကိုတယ်လာခဲ့လိုက်တယ်အဲ့ဒီကျွန်းနဲ့တော်ကရောဘလို့အစွမ်းနေရှိလေဗျငါလဲအဲ့ဒီချိန်ကျူးနဲ့ကိုဘာလို့ရမယ်မသိဖြစ်နေခဲ့တာအဲ့ဒီချိန်မှာပဲအိမ်မက်ထဲကိုယောက်ျားတယောက်မိန်းမတယောက်ရောက်လာပြီးတော့ကျွန်းနဲ့တော်ကိုငခွန်ယုံဖျားထုတ်ပြီး အတိတ်တအောင်ဖျားမှာလှုပ်ဖို့အိမ်မက်လာပြီးခဲ့တယ်။ဥပေတရားဘဘူးထုတ်တက်လို့လား။ဘဲကတော့ထုတ်တက်ရမှာလေ။ပထမဆက်ဆိုတာသူ့အဆက်နဲ့သူ့လာတယ်ဆိုတာ။အဲ့ဒီခါကျမှငါယုံတာအကွာ။အိမ်မက်မက်ပြီးတဲ့နေ့မှာပဲဖုန်ကြီးကျောင်းထဲကိုဘဘူးလုပ်ငန်းနဲ့အတက်မွေးဝမ်းကျောင်းလုပ်တဲ့မိသားစုတစုရောက်လာခဲ့တယ်ကွာ။သူတို့ကလည်းဒီအရက်တွေတော့နေဆန်းခင်ရပြိုးပြောင်းလာတဲ့သူတွေတဲ့။ဖုန်ကြီးကလည်းသူတို့ငါနေတဲ့ဇေယျမှာပေးနေရကနေဘဘူးသမားတွေမှတိတ်ခဲ့ရတာကွာ။ ဥပေတရားအစင်တက်လိုက်တာဗျဒီလိုပဲပြောရမှာပေါ့အတော်ကြုံပြောရရင်တော့သူတို့ရဲ့အကူအညီနဲ့ငါလဲငကယောဖျားတဆူရခဲ့တယ်ဆိုပါတော့ငါလဲဖျားရတာနဲ့အိမ်မက်ထရတိုင်းအတိတ်ကအောင်ဖျားသွားလူပေးခဲ့တာပေါ့ဖြစ်ချင်တော့ငါသွားတဲ့နေ့မှာဖျားပေးရကွေးမြင့်မှာငကနာပီးနေရနဲ့ကြုံနေကွဆိုင်းတာဘုံတန်တွေလဲကြာရောငါရဲ့ခြေထောက်တရားဆက်သွားလို့မရတော့ပဲလက်ထဲပြင်ထားတဲ့ဖျားတဖြည်းဖြည်းလေးလံလာခဲ့တယ် ငါလည်းဘာလို့လို့လုံမမသိဖြစ်နေတဲ့ချိန်နကနာပွဲမှာဝင်ပူးနေတဲ့ညဆန်နေမင်းသမီးကငါရှိတဲ့ဘက်ကိုလမ်းညှိုးထိုးပြီးတော့ကျွန်းနမဆိုးလာပြီတို့ဒီကိုလာခဲ့လို့ပြောရတာပဲကွာကျွန်းနမဆိုးဆိုတဲ့နမကအဲ့ဒီကနေဆက်ရခဲ့တာပေါ့ဟုတ်ပါကွာငါလည်းတခါမှမကြုံဘူးတော့လူအုပ်ထဲကိုမဝင်ရဲဘူးအဲ့ဒီမှာမိမတယောက်ကလူအုပ်ထဲကနေဘိုင်းကနေပြစ်လဲကြပြီးတော့ငါစီကိုငကားတကောင်တော့လူလိုက်လာခဲ့တာကွာ तू ကငါရှိလဲရောက်ရော ။ငကော်ယုံဖျောက်ဥကောင်းပေါ်ရွက်ပြီးမြေကြီးပေါ်မှာလှိမ့်နေတာ။ထူးဆန်းတာလူကမြေကြီးပေါ်လှိမ့်နေတယ်ဆိုပေမဲ့ခေါင်းပေါ်တင်ထားတဲ့ဖျောက်အောက်ကိုကျမသွားဘူးကွ။ဒါမျိုးတွေကမယုံလို့လည်းမရဘူးဗျ။တခြားလူတော့မသိဘူး။ကျုပ်ကတော့ယုံတယ်။အန်နီယာဆပြီးတော့ငတ်နေမယ်လေ။ကျွတ်နဲ့မိုးဆိုးဖြစ်သွားတော့တာပဲ။နောက်ထပ်ကျွတ်နဲ့တွေရှာတော့ရောထူးဆန်းတာတွေမကြုံရဘူးလား။ဘယ်ပြောကောင်းမလဲ။ကြုံရတာပေါ့ကွာ။ မမောင်းဘက်မှာကျွန်းနဲ့ငုတ်တုံးကလူကြီးပေါလုံးလောက်ရှိတဲ့ဝင်တကားတကောင်ကကျွန်းနဲ့တုံးကိုရစ်ပက်ပေးနေနေတာကဘလို့လုံးလုံးမဖက်ဘူးနောက်ဆုံးအမြန်ကြီးကိုဆရာတော်ဘုရားကိုယ်တိုင်ကြွလာပြီးမေတ္တာရက်ခံတော့မှနေရာကနေဖက်ပေးခဲ့တာဒါဆိုကျွန်းနဲ့တွေကနဂါးဆောင်နဲ့တက်လို့ပြောလို့လည်းရတာပေါ့နော်အစားရှောက်ကတော့အများကြီးရှိတယ်ခင်မောင်ရလာမင်းအောင်ငါပြမယ်ဥပေတရားခင်မောင်ရဲ့လက်ကိုဆွဲလို့ဖះခန်းကိုခေါ်သွားပြီး နဂါကိုးကောင်ယုံဖះကိုလက်ညှိုးထိုးပြလိုက်တယ်။အခုမင်းမြင်နေရတဲ့နဂါကိုးကောင်ယုံဖះအတော့ကိုထူဆန်းနေ။ဒီဖះကိုဖအပ်ဘက်ကဆရာတော်တပါးမှားထားတာ။ငါလည်းကျွတ်နဲ့တည်းကအကောင်းဆုံးအသားကိုရွေးပြီးဘဘုသမားတွေနဲ့ထုခိုင်းခဲ့တာပေါ့။ဘဘုသမားတွေပြောတာတော့ထုနေတဲ့အချိန်ဆိုရင်မွေးတော်တဲ့နှောင်မတန်တွေကြားရတယ်တဲ့။ဖះလဲပြီးတော့ငါလည်းမှားတဲ့စီကိုလိုက်ပို့တာပေါ့။ပို့ပြီးလို့တပတ်လောက်ကြာတော့ဆရာတော်ကိုယ်တိုင်ငါ့စီရောက်လာပြီး ဒီဖျားငါနဲ့မအပ်ဆက်ဘူးမင်းစီမှာပဲအပူဇော်ခံရမယ်လို့မိငဲ့တယ်ဘလို့ဖြစ်လို့လဲဗျဆရာတော်ပြောတာတော့ညဘက်တွေဆိုရင်လူကိုယောက်ကဂရင်မေးကိုလာပြီဒီနေရာမှာသူတို့မနေလို့ကြောင်းနဲ့ငါစီကိုပြန်ဖို့ပေးဖို့ထက်တလဲလဲရှောက်တယ်လို့ပြောတယ်ဒါကြောင့်ဆရာတော်လည်းငါစီကိုလာပြန်ဖို့သွားတာကွာဥပိတ္တရဲ့အကြောင်းကိုနားထောင်ရတာချက်သိမ်းနေအောင်ထတယ်ဗျာဒီလိုမျိုးတွေကြုံရတော့ငါလည်းပောက်ကြရတယ်မလို့ရတော့ဘူးလေဥပိတ္တ ျုပ်တို့ခုမယုံမယ်ဗျကျွတ်နဲ့တူဥပိတ်တေးပြင်တခြားလူတွေရောမရှာကြအောင်လားရှာကြတော့ပေါ့ခင်ဗျာအခုကကျွတ်နဲ့ဈေးတွေကလည်းကောင်းတော့ရှာတဲ့သူတွေပုံများလာကြတယ်ငါတော့အိမ်မက်ရမှပဲရှာတာအခုငါလည်းအသက်ကြီးပြီဆိုတော့ငါနေရာမှာဆက်ခံဖို့လူတယောက်လုံးနေပြီလေဒါကြောင့်လည်းမင်းကိုခေါ်လာခဲ့တာကျုပ်ကဘာမှမတက်တဲ့ဂျလေးပြီးကောင်းပါဗျာဥပိတ်တေးရဲ့ချစ်ပြားတော့မမီလောက်ဘူးငါအမြင်တော့မင်းမလည်း ပင်မြုပ်နေတဲ့အရာတွေရှေ့ကောင်းရှိလိမ့်မယ်။ငါဆရာအအကြောင်းမရှိပဲမင်းကိုရှာခိုင်းမှာမဟုတ်ဘူး။ဒါမဲ့မင်းအနေနဲ့ငါဆီမှာနေပြီးတော့ဘဝရဲ့တိုးတက်ရာတိုးတက်ကြောင်းကိုရှာမလား။အရင်ဘဝကိုပြောင်းသွားမလားဆိုတော့မင်းမဲဆုံးဖြတ်ရလိမ့်မယ်။အရင်ဘဝတော့ပြောင်းမသွားချင်ပါဘူးဗျာ။ဥပိတ်တွေခေါ်ရင်တော့ကြုံနေမှာပေါ့။ဒါဆိုရင်တော့မင်းဘက်ကနေမယ်ဆိုတာသိကြပြီနော်။သေးကြပါရဲ့ဗျာဥပ္ပေတိခိုင်းသမျှကြောက်လို့ပါမယ်အခုတော့မင်းကိုဘာမှမခိုင်းသေးဘူး မကြခင်အချိန်မှာတော့မင်းရောငါရောလုံဆောင်ရမယ့်ကိစ္စတခုပေါ်လာလိမ့်မယ်။ဒီကိစ္စကတော့ငါ့ဆရာကိုယ်တိုင်စိမ့်မဲ့ထင်နေ။ဒါဖြစ်ကျုပ်ကဥပဒေရဲ့ဆရာဖြစ်သူမြင်မှုရတော့မှာပေါ့နော်။မင်းအခုလိုတောက်စားမူးယူနေရင်တော့မြင်နိုင်ရမယ်မထင်ဘူး။ကျုပ်ထိမ့်မယ်ဗျာ။မတောက်ရလဲနင်းနိုင်အောင်စူးစမ်းကြည့်မယ်။ကောင်းပြီလေ။မင်းရဲ့လုံလံဆောင်ကိုစောင့်ကြည့်ရသေးတာပေါ့။ဥပဒေတရားခင်မောင်ကိုအကက်ခတ်ပြီးလှမ်းပြောလိုက်တယ်။ဖះเจ้าဆောင်ဘက်ကိုထထသွားလို့ ကျွန်းနဲ့စင်းမှုတွေကိုလည်းအခွင့်နဲ့ပုတ်တက်နေခဲ့တယ်။ဥပေတေနဲ့ခင်မောင်တို့နှစ်ယောက်ကိုအောင်မြတ်တာဘာကြောင့်စူးစိခံခဲ့ရတာလဲ။တို့နှစ်ယောက်နဲ့ဘယ်လိုကိစ္စတွေလုပ်ဖို့ရှိမလဲဆိုတာကိုတော့အောင်မြတ်တာနဲ့နှစ်ဖွဲ့ကျွန်းနဲ့တုံးဆိုတဲ့ဝိထုလေးမှာပရိသတ်ကြီးအောင်မြော်အပိနားစင်ပြေးကြပါအောင်နော်။အချိန်ပြေးပြေးနားစင်အပိခဲ့ကြတဲ့ပရိသတ်တွေတို့ဦးကြီးစီကိုကျေးဇူးထူးပဲတည်ရှိသလို။စာရေးစရာဇေယနာရမညောက်လေ။ကျေးဇူးထူးပဲတည်ရှိပါရဲ့ရှင့်။ ဒီဇလလေးကိုတင်ဆက်ပေးခဲ့တဲ့သူကတော့ကျမတကူးမင်ပဲဖြစ်ပါတယ်။ပရိသတ်များအားလုံးပဲကံကောင်းခြင်းပျော်ရွှင်ခြင်းကျမချင်းတွေကို အစင်ထာဝရပိုင်ဆိုင်နိုင်ကြပါစေရှင်။